ကလောင်းမြို့ကိုရောက်ရင်ကိုရီးယားလူမျိုးဖွင့်ထားတဲ့ကိုရီးယားဖိုင်လေးကိုသွားကိုသွားကြည့်တင်တယ်ဖိုင်နာမည်ကရူဟာလို့ခေါ်ပြီးတော့ဖိုင်မကချစ်ဖီယာပူဖီလေးလည်းအများကြီးရှိရယ်သူတို့တွေအိမ်လေးလည်းရှိတယ်ဒါကတော့သူတို့ရဲ့ကြောင်းအိမ်လေးပေါ့နော် ပန်းနေနဲ့အရန်ကိုဖိနှက်ဖူပြီးပြီးတော့ကလောမျိုးနဲ့ဖိုင်လေးနဲ့ကအရန်ကိုလိုက်ဖက်ပြီးပလဲပနန်းတင်နေပေါ့နော် သူ့ရဲ့ဒီငါးကန်လေးရလည်းတော်တော်လေးကိုလှပြီးတော့ဝင်လိုက်ပြီးဆိုရနဲ့ဖိတ်ထက်မှအေးချမ်းမျိုးညင်ညင်အေးအေးလေးဖြစ်တယ် ဖိုင်လေးကမနက်ဖန်နိုင်ရရင်ည၈နာရီဒီပွင့်တယ်။ဖိုင်လေးဖန်လေးကတော့ရက်ွက်ရှင်အနောက်ကောက်ကွင်းလမ်းပင်မကုန်းကုန်းတော်လမ်းထဲမှာရှိပါတယ်။ဖိုင်လေးကိုရှာလူလွယ်အောင်လို့ဒီတိယပို့ဖြဲအောင်မှာ မတ်လေးကိုထားပေးထားမယ်နော်။ အေးဖေးဖေးနဲ့အရသာကောင်းကောင်းလေးဖားလို့ရမယ်။တပုံလှလှလေးနဲ့ရှိုင်းလို့ရမယ်။ပြီးတော့သူ့ရဲ့ဖေးနှုံးလေးတွေကပေးရတဲ့ဖေးနဲ့လည်းတန်တယ်။လွန်ခဲ့တဲ့တီတီတို့နှစ်နှစ်ကလာတော့ကဖေးနဲ့အခုဖေးနဲ့အရင်ကြီးပြောင်းလဲမသွားဘူး။တီတီကတော့ထုံးကတိုင်ဖာနေချာဟာတွေပဲဖားမယ်ပေါ့နော်။ဒီမှာကြက်ဥပေါင်းနဲ့ကင်ချီကင်ချီကိုတော့တီတီကဒီကကင်ချီကိုတော်တော်လေးကြိုက်တယ်။သူကပဲခောက်ဆွဲမှာပဲခောက်ဆွဲရပေးတယ်ဒီမုံလာဦးကျင်ပေါ့နော်မုံလာဦးကျင်ကတော်တော်လေးဖောက်လို့ကောင်းတယ်ကျွကျွရွရွလေးနဲ့ ကလောရတီဥဒုလေးနဲ့ကင်ချီပူပူလေးနဲ့ကတော်တော်လေးကိုလိုက်ဖက်တယ်။ဖိုင်မာတော့အသားဖလက်ဒီပိုင်းလည်းတော်တော်လေးကောင်းတယ်လို့ပြောပြမိတယ်။ဒီတိကတော့အမ်ဖာဘူးသေးဘူးပေါ့နော်။တွားရင်ဒီတိကဒီကင်ချီနဲ့တဲ့ဥခေါင်းနဲ့ဖာနေချောက်ဆိုတော့ဒါတွေကိုပဲအမ်ဖာပြစ်တယ်ပေါ့နော်။ ကလောမျိုးကိုရောက်ရင်လူတော်များကရတူဥသူကိုချိုက်လို့တပ်ဖွဲ့ရဲ့ဖီယာနီယာလှလှနေအများကြီးရှိလို့ဆိုပြီးသွားကြတာများတယ်။အဖားတောက်ကိုရှာဖားမယ်ဖို့ရင်အဖားတောက်ကတတော်လေးကိုရှာဖားရတယ်ပေါ့နော်။များသောအားဖြင့်အကလောမျိုးကိုရောက်ရင်ကလောမျိုးမှဖေးယူကိုအရင်သွားပြီးရောရိုးရာဖာလေးဖားကြတယ်ပေါ့နော်။ပြီးရင်တော့တပ်ဖွဲ့လေးရိုက်ကြတယ်။ အခုကဒီ Roha Cafe လေးကကြတော့တပုတ်နှစ်လလေးလည်းရှိုင်းလို့ရတယ်လုံးဝအေးအေးချမ်းချမ်းနဲ့ relax ဖြစ်တဲ့အဖားတောက်တွေလည်းတော်တော်ဖားလို့ကောင်းတယ်ပေါ့နော်ရူရဖာမဟုတ်ပေမဲ့လည်းသူ့ရဲ့ရာသူဥတုနဲ့သူ့ရဲ့ကိုရီးယားအဖားဖာတွေနဲ့အရန်ကိုလိုက်ဖက်ပြီးရောအရသာလည်းကောင်းတယ်နောက်တစ်ခုကဖေးနှုံးလေးတွေလည်းအတင်းတင်းလေးရှိရဲ့အတွက်ကြောင့်မို့လို့သွားရတာတော်တော်လေးကိုအဆင်ပြေတဲ့ဖိုင်လေးပေါ့နော် လိပ်ဖာလေးကို ပြန်ပြောပြရမယ်ဆိုရင်တော့ကလောမျိုးရက်ွက်ရှစ်ထက်မှရှိပြီးတော့နှီးပြားလေးလန်းဖုံဝါရင်ပြီးတော့ခေါက်ကွင်းလန်းအတိုင်းဝင်နိုင်ရပါပြီအဖားတောင်လေးကောင်းတယ်တိတိဖီဖီနီလည်းရှိတယ်ပြီးတော့ကလောရတူဦးတူနဲ့လည်းအရန်ကိုပလဲပနန်တိမီလိုက်ဖက်တဲ့ဗိုက်ကလေးကိုလည်းရမယ် တင်းတင်းမြတ်တဲ့ဖိနှုံနှင်းလေးရဲ့ရှိရဲ့အတွက်ကြောင့်မလို့ကလောမျိုးကိုရောက်ရင်ဒီ robot ကလောလေးကိုတောက်ရောက်တင်တယ်လို့ဒီတရားတော့တင်တယ်ပေါ့နော်မြန်မာလူကြီးပေါ်ပေါ်ရွေးနှုတ်ဖက်တတဲ့ကိုရီးယားလူမျိုးရှိရဲ့ဆိုပေမဲ့လည်းဖိုင်မှာရှိရဲ့မောင်လေးတွေရဲ့စကားတန်ကိုတော့တော်တော်ကြီးကိုခက်ခဲရင်းနားထောင်ခဲ့ရတယ်ပေါ့နော်စကားဝဝဲနဲ့မောင်လေးတွေတော့ရှိရဲ့ကလောလေးကိုအဖုန်းကြီးရှူပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ကလောမျိုးရောက်ရင်ဆိုတဲ့ blog တွေမှာတွေ့မယ်နော်အားလုံးတတား